ရခိုင်ပြည်နယ်ကနေတဆင်ချင်းပြည်နယ်ပလောဝမြို့နယ်အိန္ဒိယနိုင်ငံမီဇိုရယ်ပြည်နယ်ကိုဆက်သွေးထားတဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းကိုဝဲပြန့်ဝဲလျှော်ယောဂါကူးဆက်မှုနှုံများလာနေတဲ့အတွက်ယာယီပိတ်ပင်ထားတယ်လို့ဒေတာခန်တွင်နဲ့ကုန်သွယ်ရေးစီကတဆင်သိရပါတယ်။အဲ့ဒီလမ်းကြောင်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ13ရက်နေ့ကနေ20ရက်နေ့အထိပိတ်ထားမယ်လို့သက်ဆိုင်ရာနှစ်ဖက်အာဏာပိုင်တွေကပြောဆိုထားပေမဲ့ယောဂါကူးဆက်မှုနှုံပေါ်မူတည်ပြီးတော့ထပ်တိုးပိတ်သွင်းနိုင်ရဲ့လို့ဒေတာခန်တွင်နဲ့ကုန်သွယ်ရေးကပြောပါတယ်။ ။လက်တိုက်ထားတာကြတော့လေဒီဟိုဝင်းချောဝမ်ပြဲကုဆာယောဂါကြောင့်ပေါ့နော်အဲ့လိုအဲ့ဒါကြောင့်လူတည်နှုန်းတွေလေးရှိရယ်။ကူဆောင်မှုတအားမြင်နေဆိုတော့နေဆက်ဖက်မှာဖြစ်နေတာပါအဲ့ဒါကြောင့်လက်ပိတ်ထားတယ်လို့ကြားပါတယ် တော့စစ်တုံးရဲနေကလေးကလက်ပိတ်တယ်လို့ကြားရရှင်20ရက်အထိတော့ပြောတယ်ဒါမှန်သူတို့ကယောဂအခြေအနေပေါ်မူတည်ပြီးတော့အရက်တူးတော့တာလေးဖြစ်နိုင်တယ်အဲ့လိုမျိုးတော့ကြားပါတယ်ရှင်လက်မှာပိတ်မင်းနေတဲ့ကုန်တွေလေးရှိပါတယ်စစ်တုံးရဲမတိုင်ခင်20ရက်17ရက်အဲ့လောက်မှာထွက်လာတဲ့ကုန်တွေကနေဆက်ကိုရောက်တယ်ရခိုင်ဖက်လေးမရောက်ဟိုဘက်မစ်ရန်ချက်ကိုလေးမဟုတ်အဲ့လိုမျိုးဈာတိမှာကုန်တွေတော့ရှိပါတယ် ပလဝမီဆိုတဲ့ကုံသွေးရဲလမ်းကြောင်းဟာရခိုင်ကအေးထိန်းချုပ်ဒေသတွေမှာလိုအပ်တဲ့အခြေခံစာနေအိမ်ခါနဲ့ဆေးဝါးတွေရရှိနိုင်ဖို့အဓိကမိခိုအားထားနေရတဲ့အရေးပါတဲ့ကုံသွေးရဲလမ်းကြောင်းလေးဖြစ်ပါတယ်လက်ရှိမှာကုန်သေးတွေရချီပိတ်မိနေကြသလိုလဲပိတ်ထားတဲ့အချိန်ကြာလာတာနဲ့အများတည်ယူစရိတ်ကြီးမြင့်တာတာရှင်မခန်တဲ့ကုန်စိမ့်ပစ္စည်းတွေပြည့်စည်ဆုံးရှုံးရနိုင်ချေရှိတယ်လို့နောက်ထပ်ကုန်သေးတယောက်ကပြောပါရယ် အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကနေတဆင်ရခိုင်ပြည်နယ်ကိုကုန်စည်တင်သွင်းနေတဲ့ကုန်တီတယောက်ရဲ့ပြောကြားချက်ကိုဒီပူဝီသတင်းထောက်ကအသံအစားထိုးဖက်ကြားပေးထားပါတယ်။ကုန်စည်ကုန်တယ်တွေအတွက်တော့တအားအဆင်မပြေပါဘူးအခက်အခဲဖြစ်ရပါတယ်။ကုန်စည်နေကြတော့တာရှည်လည်းမခံဘူးကျဲဥတို့ကျက်သွန်တို့ကြတော့လမ်းမှာပိတ်မိနေတယ်ဆိုတော့ပိုအခက်အခဲဖြစ်ပါတယ်။ကုန်ကြောက်တွေကြတော့ပြဿနာမရှိဘူးလေမီဇိုရန်ဘက်ကိုသွားမယ်ဆိုရင်လည်းအဆင်မပြေဘူး။ရခိုင်မဲကြတော့လည်းပြန်လာလို့မရဘူးဆိုတော့လမ်းမှာပိတ်မိနေတဲ့ကုန်စည်ကုန်တယ်တွေကတအားအခက်အခဲဖြစ်နေပါတယ်။ ီလိုလန်ခီးကကြာရှည်နေမယ်ဆိုရင်အကုန်လုံးကိုဆုံးရှုံးသွားနိုင်ပါတယ်။ကုံသိန်းတွေကြတော့လည်းဆုံးပြီဆိုဆုံးပြီပဲပြန်ရောင်းလို့တောင်မရဘူး။လမ်းမှာစားဝတ်နေရခက်ခဲတို့လမ်းစိတ်ပုံကုံတာမျိုးတို့ရှိပါတယ်။ရက်တာရှည်နေတော့လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူး။လက်ရှိမှာကုန်စည်ဝင်ရောက်မှုပြတ်တောက်တော့တဲ့အတွက်ဒေတာတွင် ကုန်စည်နှုန်းတွေဈေးနှုန်းမြင့်တက်လာနေတယ်လို့ဒေတာအခန့်တွေကပြောဆိုကြပါတယ်။ဒီလမ်းပိုက်ထားလို့ကုန်စည်နှုန်းတွေတက်နေတာကြားမိပါတယ်။ ဒီစီဇေယအခြေခံစာတမ်းကိုရင်ဈေးတက်နေရတော့အဲတွေ့ပါရရသဘောမှုထောက်ရဆိုရင်ပုံမှန်အဲတထောက်ဖို့အာပုံနဲ့ထောက်ရဟိုကတထောက်ပဲဖြစ်သွားရင်ရှိပါတယ်အာပုံမှန်ဆိုရင်တလောင်းနဲ့ကြာကိုဇလောင်းတထောက်ပုံဇလောင်း1500ဝန်းကျင်အဲ့လိုမျိုးအဲတဲတော့ရရစီးကြီးရှိပါရဗျာ လက်ရှိပလဲဝမီဇိုရန်ကုန်သွယ်ရေးလမ်းကြောင်းရှိရာပလဲဝခရိုင်ချင်းလက်ဝဒေသမှာဝင်ရောဂါဖြစ်ပေါ်သူဥယေ300ကျော်ရှိနေပြီးအေအေရဲ့ကျန်းမာရေးဝန်ထမ်းတွေကစေကူတာပေးနေတဲ့အပြင်ကူးစက်ရောဂါမပြတ်ပေါ်အောင်လှုပ်ဆောင်နေတာတွေလည်းရှိနေတယ်လို့အရခပြည်သူကျန်းမာရေးဌာနနဲ့နှိမ့်ဆက်သူတွေစီကသိရပါတယ်။ကျမကေခိုင်ပါ။